အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Cartoon ပုံမြင် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်တွေ့တွေ့ကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အိယာထာနောက်ကြတက်သူဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါမိခင်ဖြစ်သူကတော့သူ့ရဲ့သမီးလေးကို ချော့သိမ်းနေခဲ့ပါတယ်ဒီအချိန်မှာအဖေဝင်လာပြီးစူလိုက်ပါတယ်ဒုက္ခပါပဲကွာ။ तू ကခလေးလေးမို့လို့လား။မင်းဘာဖြစ်လို့သူ့ကိုတားချော့တေးဆိုပြီးတိတ်နေရတာလဲ သူ့ကိုအိမ်လုပ်လေးပါလီခိုင်းစမ်းပါဒါမှလက်ထပ်ပြီးရောက်ကမအိမ်ရှောက်သွားတဲ့အခါကျရင်တော့ပြောဆိုမခံရမှာရှင်ရတော့လေဘလို့စကားတွေပြောနေရလဲတခါတလေရှင်ရဲ့စကားတန်တွေကိုကြားရတာကျမစိတ်ကိုမချမ်းသာဘူးသူကရှင်ရဲ့တမိအရင်ရောဟုတ်ရဲ့လားရောက်ကမအိမ်မှာအေးအေးဆေးဆေးနေထိုင်ရတဲ့တို့ဆိုတာဘယ်သူရှိလို့လဲကျမတမိလေးရလေအလောက်ထိကံကောင်းမှမဟုတ်ဘူးသမီးမိန်ကလေးဆိုတာကမိဘအိမ်မှာပဲကောင်းကောင်းအိပ်စက်အနားယူရတာ ယခမအိမ်ရောက်သွားပြီဆိုတာနဲ့သူတို့ယခမတွေကသူတို့ကိုမအိမ်နိုင်အောင်လှုပ်လိုက်မယ်။မင်းကိုရင်သူ့ခေါင်းပေါ်အရန်တင်ပြီးတော့အလိုလိုက်ထားလို့နေအောင်တရားကြရင်တော့အဲ့ဒီအတော်မင်းနောင်တကြီးကြီးမားမားရှာလိုက်မယ်။မင်းကြောင့်နဲ့သူမပြောင်းလဲဘူးဆိုလို့ရှင်တော့ငါ့နာမည်ကိုသာပြောင်းပြလိုက်တော့။ကောင်းပြီလေ။ဘလို့မဆိုရှင်ရဲ့နာမည်ကလည်းတော်တော်လေးဟောင်းနေပြီဆိုတော့ကျမရှင်အတော်နာမည်အသေးတစ်ခုစဉ်းစားပေးထားမယ်။ မိမရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာယောက်ျားဖြစ်သူကလည်းဒေါသတကြီးနဲ့သမီးရဲ့အခန်းထဲကနေထွက်ခွာသွားခဲ့ပါတယ်။နှစ်ယောက်သားရန်ဖြစ်နေခဲ့ကြပေမဲ့သူတို့ရဲ့သမီးလေးကတော့စိတ်အေးသသာစွာနဲ့အိပ်ပျော်နေခဲ့ပါတယ်။ဇနာခရှိကတော့တော်တော်လေးအိမ်ငိုက်ပါတယ်။သူမတစ်ချိန်အကုန်လုံးအိပ်ချနေရပါပဲ။တရက်လုံးရဲ့နေတော်လောက်ကိုတော့သူမအိပ်ပဲအိပ်နေခဲ့ရပါ။ဖားခင်ဖြစ်သူကိုရိုင်းကလည်းသူ့သမီးလေးရဲ့အကျင့်တွေကြောင့်စိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်သူ့တမီးလေးကိုအမြန်ဆုံးအိမ်အောင်ချပေးဖို့အတွက်စဉ်းစားလိုက်ပါတယ်။ဒါဆိုရင်တော့ပြင်းရှိလွန်တဲ့သူ့ရဲ့တမီးလေးရဲ့အကျင့်တွေအကုန်လုံးကလည်းအမြန်ဆုံးပြောင်းလဲသွားလိမ့်မယ်ပေါ့။ဒီလိုနဲ့နောက်ထပ်တစ်နှစ်ကြာမြင့်သွားခဲ့တဲ့အခါမှာဆနာခီကရှေခါရ်ဆိုတဲ့ကောင်းလေးတယောက်နဲ့တွေ့ဆုံလက်ထပ်ခဲ့ပါရီ။ဒီနောက်မှာတော့ဆနာခီလက်ထပ်ပြီးရခမအိမ်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့တကယ်ဘဝရဲရောက်ရှိသွားခဲ့ပါပြီ။ချွေးမလေးရေအိယာထားတော့လေကွယ်။ဘာလုပ်နေရလဲမနှက်စာလေးဘာလေးတော့ပြင်စမ်းမအောင်။ ီနေ့မနှက်စာမပြင်းတော့ဘူးလားငါခါရီတအားနာနေလို့ရက်တော်မရနိုင်တော့ဘူးတားရီဒီမှာကြည့်ပါအောင်ဟဲ့နင်းရဲ့မိမအိုမနှက်ဆယ်နာရီထိုးနေပြီသူအခုချိန်ထိမထသေးဘူးအချစ်ရေထပါတော့ကွာမနှက်ဆယ်နာရီထိုးနေပြီလေအမေရကိုဆူနေပြီမင်းကြောင်းနဲ့စွနာခရှိကသူ့ယောက်ျားအတန်ကိုကြားတာနဲ့ဒေါသတကြီးနဲ့စောင်းတွေကောင်းတွေကိုယူပြစ်လိုက်ပါလေဒုက္ခပဲဘာတွေဖြစ်နေရလဲရှင်ကျမလက်ထပ်ပြီးဒီအိမ်ရောက်လာတာလေးလာတော့မပြည့်သေးဘူးအဆုအစဲခံနေရတယ် မနက်အစောကြီးနေထွက်တာပဲရှိသေးတယ်မနက်စာကစားကြင်နေကြတယ်အေးအေးစစေးအဲ့လိုကောင်းနေရကိုလာပြီးနှောက်ရှက်နေကြတယ်ဘလို့လို့တွေလဲဒီမှာကျမရဲ့မိဘအိမ်မှာနေခဲ့အချိန်တုန်းကဆွင်တော့ကျမမနက်7နာရီထိုးတဲ့အထိအိတ်တယ်အော်အချစ်ရဲ့မင်းရလဲကွာတကယ်ပဲဘာဖြစ်လို့ဒီလောက်ကြာမှဒေါသတွေအရန်ကိုကြီးနေရတာလဲထားတော့ထားတော့အမေနေမကောင်းလို့မင်းကိုနှိုးတာပေါ့အရင်တုန်းကဘယ်တော့မှမင်းကိုအခုလိုအစောကြီးနှိုးဘူးလို့လဲ ထပါတော့အမြန်ဆုံးထပြီးတော့အမေအတွက်မနက်စာလေးပါလေးပြင်ပေးလိုက်အောင်။ငါလည်းရုံသွားရအောင်မင်းမနက်စာကိုငါရုံမှာပဲစားလိုက်တော့မယ်နော်။ဗါလဲရုံသွားတော့မယ်ဟုတ်လားခဏနေပါဦး။ရှင်ဒီပုံစံအတိုင်းရုံသွားလို့ဘဲဖြစ်မှာလဲ။ဒါနဲ့ရှင်ဒီဒီကျမကိုရွှေနဲ့ဆွဲလေးဝယ်ပေးမယ်ဆိုပြီးတော့လည်းဂတိပေးထားသေးရဲ့လေ။အေးဟုတ်တယ်ငါဂတိပေးထားခဲ့။ဒါပေမဲ့ဘဲအချိန်ဝယ်ပေးရမှာလဲမင်းကမနက်စင်နာရီထိုးရတာမှထားချင်တာမဟုတ်ဘူးလေ။ငါမှတခြားအလုပ်တွေအများကြီးကလည်းရှိသေးတယ်ဒီအလုပ်တွေကိုလည်းငါလုပ်ရအောင်မင်း။ ဘာအလို့တခုမှမပြီးပဲနဲ့ငါမေကိုဘလို့ဈေးကိုခေါ်သွားရမှာလဲအဲ့ဒီခါကျရင်တော့အမေအတော်လေးကိုစိတ်ဆိုဒေါသထွက်သွားလိမ့်မယ်သိရဲ့လားရှင်ရတော့လေတသက်အလုံးရှင်ရဲ့အမေကိုပဲအရန်ကြောက်နေလိုက်တော့သိလားဒီလိုနဲ့ခဏကြာမြင်သွားခဲ့တဲ့အခါမှာတော့ကဲချွေးမလေးရေမနှက်ဖြတ်ကြရင်ဘာနေလဲဆိုတာသိရဲ့မလားမနှက်ဖြတ်ကြရင်ဥပုသ်ဆောက်ရမယ်တော့မနှက်ဖြတ်မနှက်အစောကြီး၄နာရီထောက်အဲ့ဒီအချိန်စားတော့ထားတော့မှတော့ခါကြမှာမဟုတ်ရင်တော့နေတရက်အလုံးနေထိုင်နိုင်မှာမဟုတ်ဘူး ညနေကျရင်တော့လောက်ကို ထွက်လာတဲ့အခါကျရင်လာကြည့်ပြီးစားတော့ရမယ်။စနာခရှိကလည်းဒီလောက်ထိမနဲ့အစောကြီးဘယ်လိုထားရမလဲဆိုပြီးစဉ်းစားနေရင်းနဲ့စိတ်ပြန်နေခဲ့ပါတယ်။သူမအဲ့ရကမလို့ဘူးဆိုရင်တော့ဥပုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ဟိုအရှင်ကျမမနဲ့ကြလို့ရှင်တော့အစောကြီးထားနိုင်ပါစေ။သူမအခုလိုမျိုးစိတ်ပူနေတဲ့အတွက်ကြောင့်မို့လို့ညပိုင်းအိတ်လို့မပြောတော့ပါဘူး။သူမတော့အိတ်ပြောသွားမယ်ဆိုလို့ရှင်တော့တရအောင်ဘာမှမစားမတော့ဘဲနဲ့နေထိုင်ရတော့မှာပါ။ ည7နာရီထိုးသွားခဲ့တဲ့အချိန်မှာသူယောက်ျားကတော့နှစ်ချိုင်းစွာနဲ့အိပ်ပျော်နေခဲ့ပါရီတဖက်ရခမကလည်းအခန်းထဲမှာနှစ်ချိုင်းစွာအိပ်ပျော်နေခဲ့ရပေါ့သူကလည်းတတဲ့လေးပြင်ထွက်သွားခဲ့ပြီးနောက်မှာတော့ကျိုးတစ်ခွေယူလိုက်ပါရီကျိုးရဲ့တဖက်အစာကိုရခမဖြစ်သူရဲ့ခြေထောက်မှာခြိထားခဲ့ပြီးနောက်ထပ်တဖက်အစာကိုတော့သူမရဲ့ခြေထောက်မှာခြိထားလိုက်ပါရီဒီနောက်မှာချွေမလေးကပျော်ရွှင်စွာနဲ့ပြောလိုက်ပါရီအခုဆိုရင်တော့အစင်ပြေသွားပြီငါအေးအေးဆေးဆေးအိတ်လို့ရပြီ အမေအိယာကနေထလာတဲ့ခါကြားလို့ရှင်တော့ငါလည်းအိယာကနေထလိုက်မယ်။ကဲအခုတော့ငါအေးစစေးအိတ်လို့ရပြီ။မနက်၃နာရီခွဲသွားတဲ့အခါမှာတော့ရခမဖြစ်သူအိယာကထလာခဲ့ပြီးအိမ်သားရဲဝင်သွားခဲ့ပါရီ။သူလမ်းထလျှောက်တဲ့အချိန်မှာပဲပြုတ်ကြပါတော့တယ်။တစ်ဖက်ကကြိုးကိုဆွဲသွားခဲ့တဲ့အတွက်ကြောင့်မို့လို့ဆနာရှိလည်းအိယာပေါ်ကနေပြုတ်ကျသွားပါရီ။အမလီသိပါပြီအယူတွေရဲ့အယူတွေနင်တို့ဘာတွေလောက်ထားကြတာလဲ။ငါရဲ့ခြေထောက်မှာဘယ်သူကကြိုးကိုလာချီထားတာလဲ။ ရှေခါတကောက်လေအိယာကနေလန့်လို့လာခဲ့ပြီးပြောလိုက်ပါတယ်။ဘဲသူလဲဘာဖြစ်တာလဲဘာရီဖြစ်ကုန်တာလဲဘာဖြစ်တာလဲမင်းဘလို့ဖြစ်ပြီးတော့အောက်မှာပြုတ်ကျလဲနေရတာလဲအပြင်ကနေအမေရဲ့အော်ဒန်ကိုလည်းငါကြားလိုက်တယ်နော်။သူအပြင်ထွက်ပြီးကြီးခဲ့တဲ့အခါမှာသူ့ရဲ့အမေကိုရိုင်းကလည်းပြုတ်ကျနေခဲ့ပါတယ်။ဒုက္ခပဲဘလို့ဖြစ်တာလဲမင်းခြေထောက်မှာလည်းကြိုးချီထားတယ်အမေခြေထောက်မှာလည်းကြိုးချီထားတယ်ဘာရီလှုပ်ထားတာလဲ။ကျမမှားတာပါရှင်ကျမအိယာကနေမနှိုးမှဆိုလို့ဆိုပြီးတော့ကြိုးချီထားလိုက်တာ။ ။အမေအိယာကထပြီးဆိုတာနဲ့ကျမလည်းထလို့ရအောင်လို့ပါ။ကြောက်စော်ပြီးနောက်မှာတော့ချွေမလီကလည်းငုံနေခဲ့ပါရဲ့။ရေခါကတော့နှစ်ယောက်လုံးရဲ့ခြေထောက်မှာခြိထားတဲ့ကြိုးတွေကိုဖြည့်ပေးပြီးနှစ်ယောက်လုံးကိုထိုင်ခိုင်းလိုက်ပါရဲ့။ရခမဖြစ်တော့ကချွေမလေးအတွက်ပြင်ဆင်စရာရှိတာအားလုံးပြင်ဆင်ပေးလိုက်ပါရီဒီအချိန်မှာဆိုနာခီအအိမ်မတ်တဲ့အကျင့်ကိုပြောင်းလုပ်ပေးဖို့အတွက်လည်းသူမဆုံးဖြတ်ချက်ချထားခဲ့ပါရီတရမတော့တငယ်ချင်းတယောက်အိမ်ကိုလာလေတဲ့အချိန်မှာတငယ်ချင်းဖြစ်တော့ကသူ့ချွေမလေးအကြောင်းပြောပြခဲ့ပါရီ ။အငယ်ချင်းဖြစ်တော့ကလည်းအကြံစီတစ်ခုကြံစီပေးလိုက်တာပေါ့။ဆရာကြီးတပါးကိုအင်ကိုခေါ်လာခဲ့ပါရီ။ဆရာကြီးရဲ့ကျမချွေးမလေးကအရန်အိမ်မတောင်တရတရအိမ်လာရင်ထောက်ကိုမထတော့ဘူးအတော်လေးနောက်ကျမအိယာကားထားတယ်။သူမနဲ့ပိုင်းအိယာဆော့ဆော့ထောက်အောင်လို့ကျမဘလို့လုပ်ရမလဲရှင်။ငါဒီနေ့ဒီကိုလာတာအဲ့ဒီအကြောင်းကိစ္စကိုဖြေရှင်းပေးဖို့အတွက်ပဲလေ။ချွေးမလေးရေချွေးမလေးအပြင်ကိုခဏထွက်လာခဲ့စမ်းမအောင်ဒီမှာအရန်ကိုတော်လုံးနဲ့ဆရာကြီးတပါအင်ကိုရောက်နေရဲ့ချွေးမလေးရဲ့ နင်းအပြင်ကိုထွက်လာပြီးစွတောင်းမြစ်တာခံယူအောင်ဒီအချိန်မှာဆနာခရှိကအပြင်ကိုထွက်လာခဲ့ပါတယ်။ကဲအမကြီးခမရဲ့ကျွေးမလေးကတော့တကယ်ကံကောင်းစီရဲ့သူလေးပဲ။သူအိမ်ကိုရောက်လာတဲ့အချိန်ကစပြီးခမရတို့မိသားစုဝင်တွေအကုန်လုံးကံကောင်းနေကြပြီ။သူလောက်တဲ့အလုပ်တွေအကုန်လုံးကအမြဲတမ်းနှစ်ဆလေးဆလောက်အောင်မြင်လိုက်မယ်။သူကဒီလိုမျိုးနှက်ခတ်နဲ့မွေးဖွားလာခဲ့တဲ့သူပဲ။တကယ်ပြောနေရလားဆရာကြီးရဲ့။ဒါပေမဲ့ကျမတရက်အလုံးအိမ်မှာပဲနေပြီးတော့မိဖို့ကံတွေကအလုပ်တွေကိုပဲလုပ်နေရတာလေ။ တရတရဒီအလုပ်တွေလုပ်နေနေအချိန်တွေဘလို့ကုန်ဆုံးသွားမှန်းသိတော့မသိပါဘူးရှင်။ကျွန်မနောက်ထပ်အလုပ်နှစ်ဆလေးစားဘလို့လုပ်ရမလဲ။သမီးလေးရေငါနေ့ကိုနောက်နေအောင်မဟုတ်ဘူးတကယ်ပြောနေအောင်။နင်ကပတ်စံတွေအများကြီးရှာဖွေနိုင်လိမ့်မယ်။နင်သာပတ်စံရှာမယ်ဆိုလို့ရှင်တော့နင်းစီကိုပတ်စံတွေကအလုံးအရှင်းနဲ့ဝင်လျှောက်လာလိမ့်မယ်။အဲ့ဒီခါနဲ့တပွားအလုံးပျော်ရွှင်အေးချမ်းစွာနဲ့ဘရင်မတပားလိုမျိုးနေထိုင်နိုင်သွားတော့မှဟုတ်လားတကယ်ပြောနေရလားဒါနဲ့နင်ရဲ့နာမည်ဘယ်လိုခေါ်လဲကျမရဲ့နာမည်ဆနာခီပါ ကောင်းနေကောင်းနေနေရနမေကတတော်လေးကောင်းနေနေရနမေမှာရွှေဆိုတဲ့အတိတ်ပဲပါနေတဲ့အတွက်ကြောင့်မို့လို့တိတ်မကြခင်မှာတာမိုးရှိတဲ့အရာတွေဘဝတွေကိုအလုံးအရှင်းနဲ့ဝင်ရောက်လာလိမ့်မယ်တိတ်မကြတော့ဘူးတိတ်မကြတော့ဘူးတကယ်ပြောနေရလားကျမတကယ်ပဲရွှေတွေအများကြီးရရှိမှာလားဒါပေါ့ဒါပေါ့ရရှိမှာပေါ့ဒါဆိုရင်တော့ဆရာကြီးရေဒီရွှေတွေကကျမစီကိုဘယ်တော့လောက်ရောက်လာမှာလဲကျမအပြင်ထွက်ပြီးရော shopping ထွက်ချင်လို့ပါကျမကလေလေဆွဲနှလားလေးတခုလိုချင်တာတော့မှမရသေးဘူး အော်တမီးလေးရယ်မကြိုးစားပဲအားထုတ်ခြင်းမရှိဘဲနဲ့ဘယ်သူမှဘာတစ်ခုကိုကြားယူခဲ့ရဘူးလို့လေနင်းအနေနဲ့စ조사ပန်းစားနဲ့လောက်ရမယ့်အလုပ်အနှဲငယ်တော့ရှိရပေါ့အဲ့ဒါတွေကိုသာကြော်ဖြတ်နိုင်ပြီးဆိုရင်တော့နင်းလို့ကျွန်တော်တွေအားလုံးကိုရရှိသွားလိမ့်မယ်မနဲ့မို့လဲအစောကြီးထပြီးတော့နေထွက်နေရကိုကြည့်ရမယ်နေမင်းကြီးကိုရှခိုးပူစော်ပါတာရမယ်နေထွက်လာတာနဲ့အများနေရဲ့စီးစိမ်ဥစ္စာတွေကလည်းတိုးပွားလာလိမ့်မယ်ဖခင်ကြောင့်ကိုသွားပြီးတော့စီမီကွာခဏခဏထုံနေတဖြည်းဖြည်း조사အားထုတ်မှုကိုစဉ်ဆက်မပြတ်လုပ်ကြိုင်သွား နင်းရဲ့စာနာတွေအကုန်လုံးကလည်းပြေးဝသွားလိမ့်မယ်။စနာရှိကလည်းတယောက်တည်းပြောလိုက်ပါရဲ့။မနှက်စော်ရီထားမယ်။ဟွန်းကြားပါလေလေကိစ္စမရှိဘူး။ချွေတွေအများကြီးရမှာဆိုတော့ဒီအလုပ်ကိုလည်းငါလုပ်ကြည့်ရမယ်။ဒီနောက်မှာတော့စနာရှိကလည်းမနှက်မိုးလည်းအစော်ကြီး9နာရီထားပြီးနောက်မှာတော့ဆရာကြီးပြောတဲ့အတိုင်းအလုပ်တွေကိုလုပ်ခဲ့ပါရဲ့။သူမအနေနဲ့မင်းကြီးကိုရှခိုးဖို့ဆိုပြီးနောက်မှာတော့ဖျားရှခိုးလိုက်ပါရဲ့။သူမမနှက်အစော်ကြီးထားတဲ့အတွက်အိမ်လုပ်တွေကိုလည်းအစော်ကြီးလုံးလုပ်ပြီးစီးသွားခဲ့ပါရဲ့။ ူမတရားအောင်အားနေတဲ့အခါမှာတော့ပြင်းရှည်လာကြပါတယ်။သူမပြင်းနေတဲ့အတွက်ကြောင့်မလို့အလုပ်တစ်ခုရှာနေရင်ကုမ္ပဏီကောင်းကောင်းတစ်ခုမှယာရုကောင်းကောင်းနဲ့အလုပ်တစ်ခုရရှိသွားခဲ့ပါတယ်။သူမပထမအဦးဆုံးလစာရရှိလာခဲ့တဲ့အခါမှာရခမဖြစ်သူကိုလာပြောလိုက်ပါတယ်။ဒါနဲ့အမေ၊ကျမရဲ့ပထမအဦးဆုံးလစာကိုတော့ဆရာကြီးကိုပဲပေးလိုက်ခြင်းနဲ့သူကကျမကိုအောင်မြင်ဖို့နီလန်းတွေအများကြီးပြောပြခဲ့တဲ့သူသူကြောင့်ကျမအခုလိုမျိုးအောင်မြင်လာခဲ့ရပဲ။သူပြောလို့လေကျမတလောက်ကောင်းတဲ့အလုပ်ကိုရရှိသွားတာနော်။ အမေကျမတို့သူ့စီကိုသွားကြမယ်လေဒီနောက်မှာတော့တမီရခမနှစ်ယောက်လုံးကလည်းတကယ်ချင်းဖြစ်သူရဲ့အိမ်ကိုအတူတူသွားပြီးနောက်မှာတော့ဆရာကြီးရဲ့အကြောင်းကိုမေးမြန်းခဲ့ကြပါလေကဲချွေးမလေးရေအဲ့ဒါကအမှန်တကယ်မှာတော့ဘာဆရာကြီးမှမဟုတ်ဘူးငါ့ယောက်ျားပဲနင်ကအရန်ကိုအိမ်မှတ်တယ်ဆိုရဲအကြောင်းကိုကြားရတယ်ငါတို့ကလည်းနင်ရဲ့အကျင့်တွေကိုပြုပြင်ပေးဖို့အတွက်ဆိုပြီးတော့ဒီချန်စီကိုကြံစီခဲ့ကြတာလေငါ့ရဲ့တကယ်ချင်းကိုယ်တိုင်တော့မှဒီကိစ္စတွေကိုသိရမှာမဟုတ်ဘူး ဒီအကြောင်းကိုကြားသိကြရတဲ့အခါမှာရခမဖြစ်သူကိုရိုင်းတောင်မှမျိုးလုံးအပြုဖြစ်သွားခဲ့ပါတယ်။ဒီအချိန်မှာဆနာခရှိကမျက်ရည်ကြလာခဲ့ပါတယ်။ကျေးဇူးများကြည်တင်ပါတယ်ဦးလေးကျောင်းကျွန်မအခုဆိုရင်တော့လမ်းမှန်ကိုရောက်ရှိသွားခဲ့ပြီးကျွန်မပြင်းရတဲ့မိမတရားမဟုတ်ကြပါဘူး။ကျွန်မကိုလမ်းမှန်ပြပေးတဲ့အတွက်ကျေးဇူးများကြည်တင်ပါတယ်ရှင်။ကျွန်မရဲ့ပထမဦးဆုံးလစာကိုရှုထားလိုက်ပါနော်။မဟုတ်တာချွေးမလေးရဲ့ဒါတော့နင်းရဲ့လစာပဲငါမရှုဘူး။ကောင်းကောင်းနေထိုင်ပါနော်။ဒီနောက်ဦးလေးကြီးကဆုတောင်းပေးခဲ့ပါတယ်။ ဒီနောက်စနောက်ရှိလိမ်မှာသွားခဲ့ပါရီနောက်ထပ်တင်စပေးသွားမယ့်ပုံမြင်လေးကတော့လောဘကြီးရဲ့မဟုတ်တဲ့ဆိုတဲ့ပုံမြင်ပဲဖြစ်ပါရီတတော်ဆိုတဲ့အကောင်လေးကတော့ဟင်းတီဟင်းရွက်ရောင်းတဲ့အလုပ်လုပ်ပါရီသူကရွာမှာရှိတဲ့ဟင်းတီဟင်းရွက်တွေကိုယူပြီးရောင်းတာဖြစ်တဲ့အတွက်ရွာနဲ့မြို့ကိုအမြဲတမ်းအသွားအပြန်လုပ်နေရပါရီဒီနောက်ရွာမှာပဲသူကဗီဒီယိုဆိုတဲ့ main ကလေးတယောက်ကိုလည်းချင်းမိသွားခဲ့ပါရီသူကလည်းဗီဒီယိုဆိုတဲ့အဲ့ဒီ main ကလေးကိုလက်ထပ်ပြီးနောက်မှာတော့အိမ်ကိုခေါ်လာခဲ့ပါရီ အမေဒါကတော့အမေရဲ့ချွေးမလေးသူရဲ့နာမည်ကဗီတီယာတဲ့ရွာမှာရှိတဲ့တောသူမတယောက်ကိုဘာရီများအဲ့လောက်တောင်သဘောကျလို့လက်ထပ်ပြီးခေါ်လာရတာလေအမေရလည်းဘာပဲပြောကျမရောင်မကတတော်လေးချောမောလှပပါတယ်ကဲကဲကဲထားတော့ထားတော့ဘာပဲဖြစ်ဖြစ်ချွေးမလေးကိုအိမ်တဲကိုခေါ်လိုက်တော့ချွေးမလေးရောက်ရှိလာခဲ့တဲ့အခါမှာကျန်တဲ့မိသားစုဝင်တွေအားလုံးဝမ်းသာပျော်ရွှင်နေခဲ့ကြပါမယ်ရခမဖြစ်သူကတော့နည်းနည်းလေးမှဝမ်းသာခြင်းမရှိခဲ့ပါဘူး ။ကြောက်တွေ့ကြရတဲ့အခါမှာရောက်ခထေးဖြစ်သူကပြောလိုက်ပါရဲ။အဲချွေးမလေးရေ။နေမိဖို့ကန်ထဲဝင်သွားပြီးတခုတ်ခုတ်လှုပ်ခဲ့။အကြော်လေးပါလေးကြော်ပြီးတော့လဖေးလေးဖြော်လာခဲ့လိုက်။ငါတို့မိသားစုဝင်တွေအားလုံးအတူတူထိုင်ပြီးတော့စားကြမယ်ဟုတ်ပြီလားအမြန်တော့။ရောက်ခထေးဖြစ်သူရဲ့ပြောစကားကိုနားထောင်ပြီးချွေးမလေးကလည်းအကြော်လေးကြော်လာခဲ့ပြီးလဖေးဖြော်လာခဲ့ပေးလိုက်ပါရဲ။အမမေအားလုံးထိုင်ပြီးတော့စားတောင်းနေခဲ့တဲ့အခါမှာပဲအရသာတွေကပြတ်ကုန်ရပါတယ်။ဂျာနဲ့ရောင်မအေးဘာလို့လောက်ထားလဲရှင်။ တဖေကလည်းချိုရဲနေရပဲတကြားတွေပါဖြစ်လို့အဲ့လောက်တောင်မှထဲထားရတာလေအမလေးနင်ကြပါလေကြော်ထားတာလေကြော်ထားတာကဒုက္ခပါပဲအကြော်ကြော်ထားတာလားစားရီကိုကြော်ထားတာလားငန်တူးနေရပဲဒုက္ခပဲဒီတော်သူမှဘာမှလည်းမသိပဲနဲ့ရှောက်လောက်ထားတယ်အခုလိုစကားတန်တွေကြားခဲ့ရတဲ့အခါမှာချွေးမလေးရဟန်းကိုစိတ်ပြတ်သွားခဲ့ပြီးအခန်းထဲမှာသွားငုံနေခဲ့ပါလေခဏနေတော့သူ့ယောက်ျားရောက်ရှိလာခဲ့ပြီးမိလိုက်ပါလေအော်မင်းကလည်းကွာဘာလို့ဒီလောက်တောင်မှငိုနေရလဲစူသားတယောက်လုံးရှိတယ် သူကအိမ်မှာထမင်းဟင်းချက်ပြောက်တာအရန်တော်တာသူမင်းကိုအားလုံးတင်ပေးလိုက်မယ်ဟုတ်ပြီလားသူသားကတော့ထမင်းဟင်းချက်ပြောက်တာတကယ်အရန်ကိုတော်ပါရီအိမ်မှာရှိတဲ့မိသားစုဝင်တွေအကုန်လုံးကလည်းသူမချက်ပြောက်တဲ့ထမင်းဟင်းလက်ရောက်ကိုသဘောကျတော့တဲ့အတွက်သူမကိုပဲထမင်းဟင်းချက်ပြောက်ခိုင်းကြပါရီဒီနောက်မှာတော့ဗီဒီယာကလည်းမိဖို့ခန်းထဲမှာသူရှောင်းမလေးနဲ့အတူတူအလုံးဝိုင်းကိုလှုပ်ပေးနေရင်းမတိမသာထမင်းဟင်းချက်ပြောက်နီးတွေကိုတင်ရှုခဲ့ပါရီဒါနဲ့ရောင်းမကြီးကျမလှဝတ်ချက်တစ်ခုပြောပြရမလား ။ထမင်းဟင်းချက်ပြုတ်တယ်ဆိုတာကနှလုံးသားနဲ့ချက်ပြုတ်ရတယ်။မိသားစုတွေအကုန်လုံးစားသောက်ဖို့အတွက်စေတနာတန်နဲ့ချက်ပြုတ်ပေးမယ်ဆိုရင်တော့ထမင်းဟင်းကစားလို့ကောင်းတာပဲ။အားလုံးကလည်းထမင်းဟင်းချက်ပြုတ်တာတော်တဲ့သူကိုဆိုရင်တော့သဘောကျကြတယ်လေ။ထမင်းဟင်းကဘလောက်ပဲမကောင်းဘူးဆိုရင်တော့မှချက်ပြုတ်တဲ့လက်ရကောင်းရင်တော့စားပြီးသွားတဲ့အခါမှာသဘောကျကြတာကြီးပဲ။ဒီရင်ကစားသောက်တွေကတကယ်အရသာရှိပြီးစားလို့ကောင်းပါလေ။ရွှေမအခုလိုအစားအသောက်တွေကိုဘယ်သူမှစားကြတာမဟုတ်ဘူး။ အဲ့ဒါကြောင့်ပြောနေရပါဘောရောင်မရဲ့ကျမတို့အိမ်ကလူတွေဘလို့စားတော့တယ်လဲအားလုံးရှောက်အောင်လို့တင်ချလိုက်ကျမလက်ထပ်ပြီးရခမအိမ်ကိုရောက်သွားတဲ့အခါကျရင်တော့ရောင်မဒီအိမ်မှာဘလို့နေမလဲဘယ်တရားကသူ့ရောင်မလေးစီကနေထမင်းဟင်းချက်ပြုံးဒီကိုအစွမ်းကုန်စူးစမ်းတင်ရှုံနေခဲ့ပေမဲ့ဘာမှတိတ်ပြီးရထိုးချမလာခဲ့ပါဘူးရခမဖြစ်သူအကြိုက်တွေ့စေတဲ့ထမင်းဟင်းတွေကိုဒီမှာအခုချိန်ထိမချက်ပြုတ်ချက်သေးပါဘူးဘာရီလောက်ချမှန်းကိုမသိဘူးသူလောက်လိုက်တိုင်းရိုတီတွေကတူးပဲတူးနေတယ်ဟင်းဒီဟင်းရွက်တွေနဲ့ဟင်းတွေအကုန်လုံးကိုလည်းကြည့်ပါအောင် ။အရသာမရှိတာတွေကိုပဲရွေးပြီးတော့ချက်တတယ်။ဒါနဲ့သမီးရဲ့သမီးပဲထမင်းဟင်းချက်စမ်းမှာဖေးမလေးချက်ပြုတ်တဲ့ထမင်းဟင်းတွေကိုတော့အဖေမစားတတ်ဘူး။တကယ်မှတော့အိမ်ကြီးချင်းကမျိုးသမီးတွေအိမ်ကိုရောက်ရှိလာခဲ့ပြီးချွေးမလေးကိုလာကြည့်ပြီးပြောဆိုခဲ့ကြပါရဲ့။ချွေးမလေးကတကယ်အတော်လေးကိုချောမောတာပဲ။ဟုတ်တယ်။ချွေးမလေးရဲ့မျိုးလုံးတွေကတကယ်အတော်လေးလာတယ်နော်။ကျမတို့ရဲ့ပြည့်ပတ်ထဲမှာဒီလောက်ထိချောမောလာပါတဲ့ချွေးမလေးဘယ်သူရှိမှမရှိဘူး။ ဒါဆိုရင်တော့ဒီနေ့ကျမတို့ချွေးမလေးကိုတိုင်းလောက်ထားပေးတဲ့မုတ်ကိုစားပြီးတော့မှပဲအိမ်ကိုပြန်တော့မယ်ရှင်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာရခမဖြစ်သူကတော့စိတ်ပြတ်သွားခဲ့ပါရဲ့။အဲ့ဒီအချိန်မှာသမီးဖြစ်သူစုသားကလည်းကြောင်းသွားနေခဲ့တဲ့အကျော်အိမ်မှမရှိပါဘူး။အေးဟုတ်ပြီလေစားသွားစားသွားဒါနဲ့ဘာစားကြင်လဲပြော။နင်တို့စားကြင်တာကိုပဲတခါတည်းချက်ပြုတ်ခိုင်းလိုက်မယ်။အေးဟိုတစ်ခေါက်ကတော့ရာသားရဲ့အိမ်ကိုသွားတာသူ့ချွေးမလေးကအရသာရှိတဲ့ပလာတာလောက်ကျွေးလိုက်တာတကယ်အရန်စားကောင်းနေသီလား။ ်ငါတို့အတွက်လည်းပလာကြောင်းနဲ့ဟင်းပဲလုပ်ပေးမယ်ဆိုရင်တော့ရပါတယ်ဒီနောက်ရခမကလည်းချွေးမလေးကိုအမိတ်ပေးစီခိုင်းလိုက်ပါတော့တယ်ချွေမလေးကလည်းမုတ်တွေကိုအသေးချာပြင်ဆင်ပြီးလှူလာခဲ့ပေမယ့်အားလုံးစားတော့ပြီးရနဲ့စိတ်ပြတ်ကုန်ကြတာပေါ့အမလေးဘာတွေလှုပ်ထားလဲချွေမလေးရဲ့အရသာမရှိဘူးစုပ်ပြတ်တက်နေရပဲဒါကိုထမင်းဟင်းချက်တယ်လို့ခေါ်သေးလားအင်းစိတ်တော့မစိုးပါနဲ့အမရဲ့ဒါနဲ့ပြောမယ်နော်တခါရေအမရဲ့ချွေမလေးကဘာမှမလှုပ်တတ်ဘူးထမင်းဟင်းလည်းကောင်းကောင်းမချက်တတ်ဘူးပဲ သူချက်ထားတဲ့ထမင်းဟင်းကိုတော့တလိုက်ဆန်ကတော့မှစားမမဟုတ်ဘူး။အရင်းနီးယားဆက်ပြီးတော့ချွေးမလီအတော်လေးရှာခွဲသွားခဲ့ပါရီ။အားလုံးကသူမကိုထမင်းဟင်းချက်တဲ့လက်ရာနဲ့ပတ်သက်ပြီးစိတ်ပြန်နေခဲ့ကြပါရီ။ဖီဒီယာကိုတိုင်းလည်းထမင်းဟင်းမချက်ပြုတ်ချင်တော့ပါဘူး။အမြဲတမ်းပဲငိုပဲငိုနေခဲ့ပါရီ။ဒီမှာတော့ဗီဒီယိုအိမ်မှာတရောက်တည်းရှိနေခဲ့တဲ့အချိန်မှာအဖွားအိုကြီးတို့အိမ်ရှိရောက်ရှိလာပါတယ်။သမီးလေးရေဘိုက်တွေတအားကိုစားလို့ပါတခုခုရှိရဲဆိုရင်တော့ပေးစမ်းမအောင် ဟုတ်ကဲ့ပါအဖွာရေဒီမှာခဏလေးစောင့်ကျွန်မအခုချက်ချင်းထမင်းယူပြီးပြန်လာခဲ့မယ်ပြောပြီးနောက်မှာတော့ဗီတီယာကလည်းမိဖို့ကန်ထဲဝင်သွားပြီးထမင်းသွားယူခဲ့ပါတယ်ဒါပေမဲ့ဘာထမင်းမှမရှိတော့ပါဘူးဒုက္ခပဲအခုဘလို့လောက်ရမလဲထမင်းဟင်းတွေကရှိလည်းမရှိတော့ဘူးကဲဘိုက်စာနေရဆိုတော့ငါတို့အတွက်တစ်ခုခုလောက်ပေးလိုက်တော့မယ်စဉ်းစားပြီးနောက်မှာတော့ဒီမှာကလည်းတစ်ခုခုချက်ပြုတ်ပေးလိုက်ပါတယ်ထမင်းဟင်းချက်ပြုတ်ပေးသွားတဲ့အခါမှာတော့ပေးနေရင်လည်းပြောလိုက်ပါတယ်ကျွန်မထမင်းဟင်းချက်လာခဲ့ပေးပါရဲ့အဖွာကြီး ဒါပေမဲ့ကျမချက်ပြုတ်ပြီးထထားတဲ့ထမင်းဟင်းကိုတော့ဘယ်သူမှကြိုက်ကြတာမဟုတ်ဘူး။တစ်ချက်ကြည့်လိုက်ပါရှင်။ကြိုက်တယ်ဆိုရင်တော့စားလိုက်။မကြိုက်ဘူးဆိုလို့ရှင်လည်းမစားပါနဲ့တော့။ကဲတမီးလေးရေငါစီမအရန်ကိုအစွမ်းထက်တဲ့ဟင်းခတ်အမွေးကြိုင်တစ်မျိုးရှိတယ်။အဲ့ဒီဟင်းခတ်အမွေးကြိုင်ကိုထည့်လိုက်ပြီးဆိုရင်တော့အရသာမရှိတဲ့ထမင်းဟင်းတွေကတော့မအရသာရှိသွားတဲ့။ဒီနောက်မှာတော့ဘွားအိုကြီးကလည်းသူ့ရဲ့အိတ်ထဲမှာရှိတဲ့ဟင်းခတ်အမွေးကြိုင်ပိုးတစ်ပုထုတ်ပေးလိုက်ပါရီ။အရင်ဆုံးသူကဟင်းထဲမှာ အနှဲငယ်ထည့်ပြီးနောက်စားလိုက်ပါတော့တယ်။ သူသွားနေတဲ့အချိန်မှာဗီဒီယိုကိုအဲ့ဒီဟင်ကအမွေကြိုင်ဘူးလေးပေးသွားလိုက်ပါတယ်။ဒီမှာဒါလေးကိုတောင်းတော့အများကြီးထဲစရာမလိုဘူးအနှဲငယ်ထဲရုံနဲ့ဟင်တအိုးလုံးအရသာရှိသွားလိမ့်မယ်။လူတွေအကုန်လုံးကလည်းနေရဲ့ဟင်ချက်လိုက်ရကိုချီးကျူးနေကြတော့မှဒါနဲ့အဖွားရဲ့ဒီဟင်ကအမွေကြိုင်နေရာကုံသွားတဲ့ခါကျရင် ကျွန်မဘာလုပ်ရမှာလဲ။စိတ်မပူပါနဲ့။နင်ဒီပုံစံအတိုင်းဟင်မချက်ပြုတ်မတက်မချင်းဒီထဲမှာရှိတဲ့ဟင်ကအမွေကြိုင်တွေကကုံသွားမှာမဟုတ်ဘူး။ ဒီလိုနဲ့သူမကလည်းခင်ခအမွေးဆိုင်ဘူးလေးကိုပြောတဲ့ထက်ဖွက်ထားလိုက်ပါရဲ့ခဏနေတော့တယောက်ကြောင့်အင်ကိုစိုက်ပြလက်ပြနဲ့ပြန်ရောက်လာပါရဲ့ဘာဖြစ်တာလဲတားရဲ့ဘာလို့ဒီလောက်တောင်မှစိုက်ပြလက်ပြဖြစ်နေရတာလဲတားရဲ့စီးပွားရေးမှာတခုခုများဆောင်းရှောင်းဖြစ်သွားလို့လားအဖေရေကျွန်တော်ငွေ၁၀သိန်းအမြန်လိုတယ်အဆန်၁၀သိန်းမရှိဘူးဆိုရင်တော့ကျွန်တော်ပြက်စီးပြီ၁၀သိန်းဆိုတဲ့အတန်ကိုကြားတာနဲ့အားလုံးကလည်းတတော်လေးကိုလမ်းဖြန့်ကုန်ကြပါရဲ့ဘယ်လိုလုပ်မလဲအိမ်မှာအဲ့လောက်ထိပတ်စံရှိရလဲမဟုတ်ဘူးလေဒုက္ခပဲဘယ်လိုလုပ်ကြမလဲ တော်နကတော့အတော်လေးစိတ်ပြက်လက်ပြက်ဖြစ်ပြီးတစ်ချိန်ကုန်လုံးဝန်းနေနေကြပါရဲ့ဒီအချိန်မှာသတားကတော့သတင်းစာတွေမှာပါလာတဲ့သတင်းတစ်ခုကိုပြသခဲ့ပါရဲ့ဒီမှာကြည့်ပါအောင်အကိုရဲ့ကျမတို့မြို့မှာရှိတဲ့အကြီးမားဆုံးဟိုတယ်မှာပြိုင်ပွဲတစ်ခုကျင်းပဖို့ရှိတယ်ဒီပြိုင်ပွဲမှာအနိုင်ရရှိတဲ့သူကငွေ၁၀သိန်းရရှိမှာအဲ့ဒါနဲ့အတူတူဟိုတယ်မှာလည်းစဖုံမှုအနေနဲ့တာဝန်ထမ်းဆောင်ရအောင်မယ်လာစာကလည်းတစ်လကို၂သိန်းတောင်ရမှာဆိုတော့တော်တော်လေးများတယ် ဒုက္ခပဲဘာလို့ငါ့ကိုလာပြီးတော့ပြောပြနေရလဲနေငါ့ကိုဒါရီပြောပြတော့ငါဘာလို့လို့ရမှာမို့လို့လဲအကူကလည်းဘာလို့လဲဆိုတော့ညီမကိုယ်တိုင်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မလို့လေကျမဒီပြိုင်ပွဲမှာဆုရရှိမယ်ဆိုတာကျင်းတည်တည်နေတယ်ဒီစကားကိုကြားလိုက်တဲ့အခါမှာဗစ်ဒီယားကလည်းဝင်ပြောလိုက်ပါတယ်ကျမလည်းဒီပြိုင်ပွဲမှာဝင်ပြိုင်မယ်ကျင်းတည်ပေါအနိုင်ရရှိမယ်လို့ယုံကြည်တယ်ချွေးမလည်းရေရှောက်ပြောမနေနဲ့နင်းသာဝင်ရောက်ရှင်ပြိုင်မယ်ဆိုရင်တော့ကျင်းတည်ပေါရှုံးပါပဲအမေကလည်းစိတ်ပူမနေပါနဲ့ကျမဒီတစ်ခေါက်အရသာရှိတဲ့သမင်းဟင်းတွေကိုချက်ပြမယ် ဗတီယာအခုလိုမျိုးအရန်ကိုခေါင်းမနေရကိုတွေ့ခဲ့ရတဲ့အခါမှာတော့အိမ်မှာရှိတဲ့မိသားစုဝင်တွေအကုန်လုံးကလည်းခေါင်းကိုက်နေခဲ့ကြပါပြီ။ယောက်ျားဖြစ်သူကလည်းရှင်းပြလိုက်ပါတယ်။လက်ခံစမ်းပါမိမရဲ့မိဘတွေကိုလှုပ်ချနေရလေ။မင်းအဲ့ဒီမှာပြိုင်ပွဲတော့ဝင်လို့လေဘာမှထူးခြားလာမှာမဟုတ်ဘူး။အရှာကွဲခဲ့ရုံးပဲအဖတ်တင်လိုက်မယ်။ငါညီမလေးပဲဝင်ရောက်ရှင်းပြရင်ကျနေဆိုရင်တော့သူ့ကိုရှင်းပြရင်ကွန့်ပေးလိုက်။သူ့ရဲ့ဟင်းချက်လိုက်ရအရန်ကောင်းတာမင်းလည်းသိရတာနဲ့။ဟုတ်တယ်ချွေးမလေးရဲ့အဲ့ဒီပြိုင်ပွဲတွေဆိုတာကလှုပ်ပွဲတွေကြီးပဲ။ ဒါပေမဲ့ဗီဒီယိုကိုတော့ဘယ်သူမှရှင်းပြလို့မရခဲ့ပါဘူး။ဒီနောက်မှာတော့စသားနဲ့အတူတူဗီဒီယိုကလည်းပြိုင်ပွဲကိုဝင်ရောက်ရှင်းပြဖို့အတွက်သွားခဲ့ပါရီ။ဒီမထမင်းဟင်းချက်ပြုတ်ပြင်းစင်လို့ပြီးစီးသွားတဲ့အခါမှာတော့အဖအိုကြီးပေးသွားတဲ့ဟင်းခတ်အမွေကြိုင်အနေငယ်ကိုထဲလိုက်ပါရီ။စားတော့ကတော့တကယ်အတော်လေးအရသာတိုးသွားခဲ့ပါရီ။စားတော့ပြီးသွားတဲ့အခါမှာဒိုင်းသူကြီးပဲပြောလိုက်ပါရီ။တကယ်အရန်ကိုရတာရှိတဲ့ထမင်းဟင်းကိုချက်ပြုတ်ထားတာပဲ။ဗီဒီယိုထက်ပိုပြီးတော့ကြော်တဲ့စဖုံမှုဆိုတာကမရှိတော့ဘူး။ အဲဒါကြောင့်ဒီနေ့အစားအသောက်ပြိုင်ပွဲမှာအနိုင်ရရှိသွားခဲ့တဲ့သူရဲ့နာမည်ကတော့ဗစ်တီးယားပါပဲ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာဗစ်တီးယားဝမ်းသာပြောရွှင်သွားခဲ့ပါရယ်။သူမစိတ်ထဲကနေဖွာအိုကြီးကိုလည်းကျေးဇူးတင်စကားပြောဆိုနေခဲ့မိပါရယ်။တစ်ဖက်မှာမိသားစုဝင်တွေအကုန်လုံးကတော့မယုံကြည်နိုင်အောင်ဖြစ်ပြီးအံ့အားတင်နေခဲ့ကြတာပေါ့။ကြည့်ပါဦး။ချွေးမော်လေးကငါတို့သားလေးရဲ့ကံကြမ္မာတစ်ခုလုံးကိုပြောင်းလဲပြစ်ပေးနိုင်ခဲ့တယ်နော်။ဟုတ်တယ်ဖျားသခင်အခုလိုတော်တဲ့ချွေးမလေးအားလုံးကိုပေးပါစေဆိုပြီးတော့ငါဆုတောင်းနေသီလား အရင်းနီးယားစပီတရွန်ကလည်းသူရဲ့စီးပွားရေးကိုပြန်လည်လုပ်ကင်ခဲ့ပါရီဗီတရားကိုရိုင်းကလည်းမြို့မှာရှိတဲ့အကြီးမားဆုံးဟိုတယ်ကနာမည်ကြီးတဲ့စဖို့မှုတအူဖြစ်လာခဲ့ပါရီဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်